အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒါ The Football Enthusiast ရဲ့ podcast ကနေကျွန်တော်ပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဗောနော်ဒါကျွန်တော်ဘေးမှာတော့ဒါကျွန်တော်ရဲ့ငငယ်တဲ့ကလည်းအားကြရတယ်ကျွန်တော်ရန်အားပေးရတယ်ကိုကြီးဒါကျွန်တော် UK match day ကကို channel နဲ့တူတူကျွန်တော်ဒီကတော့ Arsenal သင်းရဲ့လက်ရှိအခြေအနေတွေအားပြီးတော့ Premier League ပေါ်ကျွန်တော်တို့ရဲ့အမြင်တွေကိုကျွန်တော်တုံးတက်သွားပဲဗောနော်ဒီကတော့ကိုချမ်းကိုကျွန်တော်ကတော့မေးပါဗောကိုချမ်းကတော့တုံးတက်ပေးသွားပါကျွန်တော်ခုရောက်နေတာတော့ဒါကိုချမ်းနဲ့တူကျွန်တော်တို့ဒါ New York City မှာဆိုရင် Empire State Bay တယ်ပေါ့နော်အဲ့ကိုရောက်နေတယ်ကျွန်တော်တို့ဒါကိုရီးယားတောင်းလို့လဲတော်တော်များများသိကြတယ်ဆိုတာဒါကတော့ကိုရီးယားတောင်းဒါကို channel တူတူကျွန်တော်ကတော့ကိုရီးယားတောင်းက New York City မှာပါကိုရီးယားတောင်းဆိုမှသတိရနော်ဘန်ကောက်မှာလည်းကိုရီးယားတောင်းရှိတယ်အဲ့ကိုရီးယားတောင်းဆိုခဏခဏသွားသွားလေတယ်ဆိုအခုနောက်ထပ်ကိုရီးယားတောင်းပေါ့လေ New York ကကိုရီးယားတောင်းဆိုတော့ဒါဒီညီလေးတွေကလည်းဟိုတနေ့ကဒါကျွန်တော်တို့မေးချင်တာတွေမေးပြီးွားပြီဆိုတော့ဒါသူ့အလှဲ့ပေါ့လေဆိုတော့ဒါဘာပြန်မေးပါလဲ ျွန်တော်အဓိကတော့ဒါကျွန်တော်တို့ကိုကြီးကဂေါလုံးလည်းသိကြတယ်ဒါအာဂျင်နီနာကိုအားပေးတယ်ဝေါ်ကပ်မှာဆိုရင်ဒါအာစနယ်ရဲ့အမာဂန်ပရိသတ်လည်းဖြစ်တယ်ဒါလီယိုမက်ဆီရဲ့အမာဂန်ပရိသတ်ဆိုတော့ဒီရာသီမှာဆိုရင်အာစနယ်သင်းကအခုဒါဇယားထိပ်မှာဥဆောင်နေတယ်ဆိုတော့ကျွန်တော်ပမာအုံးဆုံးမေးချင်တာကဒါကိုချန်းနေနဲ့ဒါအာစနယ်သင်းရဲ့လက်ရှိအခုချိန်ထိပေါ့နော်ကန်ထားတဲ့ခြေစွမ်းအပေါ်ကိုဘယ်လိုမြင်လဲအားပြီးရင်တော့ကျွန်တော်တို့အာစနယ်သင်းဒီရာသီမှာဘယ်လောက်ထိဒါဆူဖလာမျောလင်းချက်ရှိနိုင်မလဲပေါ့အာစနယ်ကဘယ်လိုပြောမလဲဒီနေ့ရာသီမှာ ဟုတ်တယ်ပြီးခဲ့တဲ့၃နှစ်၄နှစ်လောက်ကစပြီးတော့တူတက်လာပြီလေတူတက်လာတဲ့အချိန်ကနေဒီနှစ်ရာသီကခတိုင်းနှစ်တည်းပေါ့လေ2020 23 2023ရဲ့ပထမရာသီအစောပိုင်းခြေစွမ်းတော်တော်လေးကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ဝက်စင်ခုနှစ်လောက်တင်တယ်အဲ့အချိန်မှာကျွန်တော် Manchester United စပြီးတော့6ခွန်လောက်မှာ United နဲ့စပြီးတော့ပထမဆုံး test မှာကျွန်တော်စရှုံးသွားတယ်။အဲ့ကနေမှစတရာသီလုံးတော်တော်လေးတည်ငြိမ်ပြီးတော့မှ World Cup အပြီးရာသီပိတ်ခန်းဒီမှာချီချော်သွားတယ်။ဆိုတော့အဲ့ဒီနေ့က champagne football attractive football attacking football ကစားတွေရှင်းမြတ်ကစားမတွေအကုန်လုံးကိုးသွင်းပြီးတော့တယောက်ကို10ကို14ကိုနဲ့အကုန်မျှသွင်းတဲ့နှစ်ဒါပေမဲ့ဒီဘက်နှစ်တွေမှာအထက်သားပုံစံပြောင်းလာတယ်ကိုရဘူးကိုအဓိကဦးတည်တယ်ဒါပို့ပြီးဓာတ်ရိုက်ပုံကြတယ်ဒါ champagne football ကစားတာထက် secure ဖြစ်နိုင်မဲ့သုံးမှတ်ရမဲ့ position တွေကိုသူတနည်းနဲ့တနည်းပြောင်းလာတယ်။မနေ့ကတော့ကျွန်တော်ဒီကတော့ injury crisis ပေါ့လေ။အဲ့ဒါကနေသူတိုင်ပတ်လာရင်းနဲ့မှာဒီနေ့ရသေးမှာဘာထူးကြလဲဆိုတော့ မတ်1အချက်ကရာသီစမှာကျွန်တော်ပွဲစဉ်1ကနေတောက်လျှောက်ပွဲစဉ်9ပြီးတဲ့အထိမှာ every single game တိုင်းမှာကျွန်တော်ဒဏ်ရာပြဿနာတွေရတဲ့ပြင်မဲ့ဒဏ်ရာရတယ်လို့ကျွန်တော်တို့မထင်မှတ်လောက်အောင်ပဲဒါလူအင်အားတောင့်တင်းလာတဲ့အချက်တစ်ချက်ကြောင့်အဲ့တစ်ချက်ကပထမအဆင့်အနေနဲ့ပေးသက်တယ်တို့ကဟာငါတို့တယောက်တည်းရသွားရင်တော့မှနောက်လူရှိပါလားဒဏ်ရာရတယ်လို့တော့မှကျွန်တော်ခေါင်းထဲအဲ့လောက်မရှိတော့ဗျအရင်တော့ဆိုရင်တစ်ပတ်တစ်ပတ် ဒဏ်ရာသွားတဲ့ကစားမတစ်ယောက်ဘယ်တော့ပြန်လာမလဲဆိုပြီးတော့ရင်မောနေရတဲ့အချက်ဆိုတော့အဲ့အချက်ကနံပါတ်1 improvement အချက်နံပါတ်2အချက်အနေနဲ့ယာစီစပွဲစဉ်ပထမ6ပွဲမှာ Newcastle away Manchester United away Liverpool away Man City ကိုအိမ်ခွေဂျားထဲမှာကျွန်တော်6နာဆိုလို့ Forest ကပုံမှန်အပြင်ကြက်တယ်ဒါပေမဲ့သူတို့ကလည်းဒီယာစီမှာရုံးကတော့ Forest နဲ့ Leeds ပဲရှိတယ်ဆိုတော့ feature ရကြည့်ရင်ခက်ခဲတဲ့ ပွဲစဉ်တော်တော်များများကျွန်တော်၄ပွဲလောက်ဖြတ်လိုက်တဲ့အတွက်ကြောင့်ဖြတ်သားလိုက်တဲ့အချိန်မှာကျွန်တော်တို့ကဒုတိယတတိယလောက်ပဲရှိမယ်လို့မျှော်လင့်ထားတာ expectation ကမထင်မှတ်ပဲနဲ့ထိတ်မှတော့ရောက်နေတဲ့အချက်ကဒါ improvement အများကြီးဖြစ်တဲ့ကြောင့်ဒီချက်ကတော့အများကြီးနောက်ထပ်တိုးတက်လာတဲ့အချက်ရဲ့မျှော်လင့်ထားတာချက်ကိုပို့ပြီးတော့ဂျင်းနဲ့ဆရာကောင်းတဲ့ယာတီအစပိုင်းလို့ပြောလို့ရတဲ့အချိန်ဒီပေါ့လေဟုတ် အဲ့ဆိုတော့ကျွန်တော်ဒါခုနကချမ်ပြောသလိုပဲဗောနော်အရင်တော့ဆိုရင်ကျွန်တော်တို့အာဆင်နယ်တင်းကဒါကစားသမားအဓိက first line နဲ့ကစားသမားတွေကအထိမခံဘူးဗျာကျွန်တော်တို့တန်ရရသွားတာနဲ့သူ့နေရာမှာဘယ်ကစားသမားဝင်ကစားမလဲဆိုတဲ့အဥ္စာစိုးရင်ကျရှိနေကြတယ်အခုဆိုတော့ကျွန်တော်တို့ဒါတနေရချင်းစီမှာပဲ squad မှာကဒါအကောင်ဆုံးဖြည့်ကစားနိုင်တဲ့ကစားသမားရရှိရဆိုတော့အခုဒီနေ့ရသည်ကစားသမားခေါ်ယူမှုနဲ့ရောကျွန်တော်တို့ဒါ squad up ပေါ်ကိုချမ်းနေတယ်ဘယ်လောက်ထိအားရမှုရှိလဲအဓိကအဲ့အချက်ပေါ်လေဥပမာ ပိုဇီရှင်တိုင်းပိုဇီရှင်တိုင်းမှာကျွန်တော်တို့နှစ်နေရနှစ်နေရနှစ်နေရဗိုလ်လေးကိုသမားနေစပြီးတော့နှစ်နေရဟိုခန်းစစ်ဆိုရင်လည်းဒါအရင်တော့ဆိုဖူဘတ်တွေပဲဖူဘတ်တွေမှာအားကောင်းတယ်စန်တာဘတ်တွေအားကောင်းပဲအခုနေရာတိုင်းမှာခန်းစစ်မှာလည်း left back မှာလည်းနှစ်နေရသုံးနေရလောက်ရှိတယ်စန်တာဘတ်ကလည်းအဲ့ left back ကကစားတဲ့လူတွေနောက်အထက်တာကအခုနောက်ပိုင်းကစားမတစ်ယောက်ကိုဝယ်ရင် versatile ဖြစ်တယ်ဗိုလ်လေး position နှစ်နေရလောက်သုံးနေရလောက်ကစားလို့ရတယ်ကစားမနောက်တန်းဆိုရင် full fat တကြောလုံးကစားလို့ရတဲ့သူစန်တာဘက်တစ်ခုလုံးကစားလို့ရတဲ့သူကိုပို့ပြီး prefer ဖြစ်တယ်ဥမာ ban white ဆိုရင်ခေါ်တော့ကစန်တာဘက်ကို right back ဖြစ်နေတယ်ဒါပေမဲ့လိုအပ်ရင်သူ့အတွင်းထည့်လို့ရတယ် PR ဟန်ကီပီဆိုပြီးတော့ဒီရဒီမှာခေါ်ထားတဲ့တယောက်အဲ့တယောက်ဆိုလဲစန်တာဘက်ရော full back ရော wing back ရောကစားလို့ရတယ် saliba နဲ့ ကာဘရီယယ်ရောချွင်းချက်သူတို့ကတော့ center back ပဲကစားနိုင်တယ်ဒါပေမဲ့ calafiori full back ကစားလို့ရတယ် center back ကစားလို့ရတယ်ဆိုတော့ position တိုင်း position တိုင်းနောက် timber ဆိုလဲကြိုက်တဲ့ full back မာရော center back မာရောကစားလို့ရတဲ့အတွက်ကြောင့်အဲ့ဒီချက်က squatted တောက်နေဆိုတာထက်ကစားမတယောက်နေရာဒဏ်ရသွားရင်အစားထိုးဖို့တော့ option များအောင်သူတို့အဲ့လိုပုံစံ versatile ဖြစ်တဲ့သူတို့ရွေးတာဥမာကွင်းလေဆိုရင်လည်းတက်မှာ ်အဲဇီက left ကို central ကစားလို့ရတယ်။နောက်တခြားကစားမတွေတော်တော်များများ Mikel Mourinho ဆိုရင် force number 9ကစားမလား။နံပါတ်10ကိုကစားမလား။ left number 8ကိုကစားမလား။ rice ကအဲ့လိုမျိုးပါလေ။ဆိုတော့ဒီချက်က squad တက်တောင့်တင်းထက်တာတောင့်တင်းယုံတာမက versatile ဖြစ်တဲ့ player တွေကိုခေါ်ထားတဲ့အတွက်ကြောင့် ပိုစရှင်နိုင်ပိုစရှင်နဲ့မှာ200 300ကို cover လုပ်နိုင်တယ်ဆိုတဲ့အချက်တစ်ချက်ဟာအဓိက major improvement လို့ပြောလို့ရတယ်။အဲ့ဒီချက်ကြောင့်လေဒါအခုလောလောဆယ်မှာဒဏ်ရာပြစ်ဒဏ်တွေဒါနောက်တစ်ခုကတယောက်ယောက်ခြေစွမ်းကြရင်တော့မှကို့အတွက်ကအရန်ကြီးစိုးရိမ်စရာမရှိတဲ့အခြေအနေမျိုးတစ်ခုကိုသူတို့ဖန်တီးထားနိုင်တယ်။ဒါပေမဲ့ဒီဟာကို highest level နဲ့တရားသီလုံး consistency ဘယ်လောက်သွားနိုင်မလဲဆိုတာကအဓိက question ဖြစ်ရှိသေးတာပေါ့လေ။ဟုတ်။အဲ့တော့အခုကျွန်တော်ဒါ follow up လေးနည်းနည်းမေးနေတာပေါ့နော်။အဓိကကို channel ခုနကပြောသွားတယ်ဆိုတော့ ်အာရှနယ်တင်းတွက်ဆိုရင်ဒါအဓိကကကျွန်တော်တို့ဒီယာဒီမှာဆိုရင်ရေးကြီးဆုံးလို့ကျွန်တော်တို့ပြိတ်သက်အနေနဲ့လည်းတတ်မှတ်ထားတာကတော့ဒါချန်ပီယံလိပေါ့နော်ချန်ပီယံလိကိုဒါဘယ်အာရှနယ်ပြိတ်သက်ကိုပဲမေးမေးပို့ပြီးတော့လိုချင်ကြရတယ်ဆိုတော့ဟိုကျွန်တော်အနေနဲ့ပြောပါဘောနော်ဒီပရီးမီးယားလိကလည်းကျွန်တော်ပွဲတွေအများကြီးကြံသေးတယ်အာရှနယ်တင်းကအခုချိန်ထိလည်းဒါအာဖရိကလမ်းကြောင်းမှာလည်းရှိသေးတယ်ဒါကျွန်တော်တို့ကာရမ်ဘောဒါ EFL မှာလည်းရှိသေးတယ်ကျွန်တော်ချန်ပီယံလိလည်းဒါအများကြီးတော့ကျွန်တော်မာရသွန်ပြေးပွဲလို့လည်းရှောက်အောင်မှာဆိုတော့ကိုချန်အနေနဲ့ဒါနီးပြအာဒီတာပေါ့ပေါ့နော်ဒါတကယ်တာ ကျွန်တော်တို့ဒီ squad တက်နေဆိုလဲအများကြီးလုံးပြနိုင်နေဆိုတော့တခုခုသူ့အနေနဲ့ရွေးချယ်ရမယ်ဆိုရင်ဘယ်ဥစ္စာကပို့ပြီးတော့ဒါရွေးချယ်မယ်ထင်လဲပေါ့အဓိကတော့အဓိကတော့ဘယ်လိုပြောမလဲ supply ကတော့တခုရရင်တော့တခုပြီးတခုရဖို့အတွက် confidence ပေါ့လေဒါကို step by step တက်တာလို့ဒါပေမဲ့ pay the point တော့ပြောချင်ရင်တော့ကျွန်တော်က EFL ကလည်းကျွန်တော်ရဖို့ဒါပေမဲ့တမိုင်းမှာတော့နှစ်ချိန်ပဲရဖို့အဲ့ပြိုင်ပွဲ Arsenal ကအကောင်းဆုံးအခြေအနေမှာတော့တိတ်ပြီးတော့မ try ဘူးဗျာ စ조사တဲ့အပိုင်းတွေလည်းရှိတယ်ဒါပေမဲ့ final မှာရှုံးသွားတယ်ဒါပေမဲ့တစ်ခါလေ final ကန်တဲ့ပွဲတွေကသူအရန်နဲ့တုံးခဲ့တာတွေကျွန်တော်တို့တာတကတွေရှိတော့ EFL ကကျွန်တော်တို့အတွက်ဘယ်တော့မှ priority မထားခဲ့ဘူးညာတက်လာရင်တော့ try မယ်မရရင်လည်းမရဘူးဒါပေမဲ့ဒါကြီးကိုအရန်လိုချင်တယ်ဆိုတော့စိတ်ဆန္ဒပြင်းပြမှုဟာ Arsenal ရဲ့ history မှာတိတ်မတွေ့ရအောင်ကျွန်တော်နှစ်ကြိမ်ပဲရဘူးတဲ့တကယ်ဆိုရင်ညာကျွန်တော် squad နဲ့နည်းနည်း try ရင်ရနိုင်တဲ့ chance ရှိတယ် Africa ကတော့ကျွန်တော်တို့အတွက် lack လို့ပြောမှာပေါ့လေဖလားတွေမရတဲ့အချိန်မှာပြန်ပြီးတော့အဲ့ဆူဖလားကအသင်းရဲ့ယုံကြည်မှုကိုပြန်လဲတိဆောက်ပေးတဲ့ကြောင့် FA ဘက်ကတော့ cap ကတော့ပေးသက်တယောက်နေနဲ့ရကျင်တယ်လူကျင်တယ်ဒါကတော့ပြဿနာမရှိဒါပေမဲ့အဓိကလူကျင်တာတော့ Champion League နဲ့ Premier League ပေါ့လေနောက်တစ်ခုကလည်း Premier League ကလည်းကျွန်တော်တို့တနေ့ကပြောလို့ပေါ့လေကျွန်တော်တို့ကရဘူးတယ်73ချိန်တောင်ရဘူးတယ်ဗျာ Premier League က73ချိန် Champion League အမတ်ပေး Champion 10ချိန်73ချိန်ရထားတဲ့အတွက်ကြောင့်အဲ့ Champion League ကပို့ပြီးတော့ကျွန်တော်တို့တဲ့ Major target အနေနဲ့ရော priority ပို့ပြီးတော့ဖြစ်စေချင်တာပေါ့လေ Champions League ကတပွဲလို့ system ကအဓိကအရေးပါတယ် squad တောင်းတင်းမှုရယ် Premier League ကျတော့38ပွဲလုံး consistent ဖြစ်ဖို့ဒီချက်တွေပေါ့လေဆိုတော့အခုလောလောဆယ်မှာကျွန်တော် squad ကနှစ်ခုလုံးကိုဒါရနိုင်တဲ့ quality player enough squad ကိုပိုင်ဆိုင်ထားတယ်ဒါပေမဲ့ major issue အနေနဲ့ injury crisis တွေဖြစ်တဲ့အခါမှာပွဲချက်ကာလတွေမှာကျွန်တော်ဘယ်လိုဖြတ်သန်းမလဲဒါပေမဲ့ Arteta ကတော့ main trophy နှစ်ခုက main လို့ဖြစ်မယ် ကျွန်တော်တို့ပေးသက်တယောက်အနေနဲ့ရွေးချယ်ခွင့်ပေးမယ်ဆိုတော့ကျွန်တော်တို့ကချန်ပီယံလိဂ်ကိုပို့ပြီးတော့အာယုံပို့သဘောကျတယ်ပို့ပြီးတော့ချန်ပီယံဖြစ်ချင်တယ်ချန်ပီယံလိဂ်ရသွားလို့ရှိရင်ဥရောပရဲ့ elite level မှာရှိတဲ့ထိပ်တန်းကလပ်အသင်းတစ်သင်းစင်းဝင်နိုင်မဲ့ status တစ်ခုပေါ့လေ statement တစ်ခုကိုရနိုင်မဲ့အခြေအနေကြောင့်ကျွန်တော်တို့ကကျွန်တော် personal ရဆိုရင် champion league ကိုပို့သဘောကျတယ် premier league ကလည်း more than happy ပဲဘာလို့ဆိုတော့ကျွန်တော်တို့မရတာနှစ်ပေါင်း20ကျော်ပြီပေါ့လေဒါကတော့ကျွန်တော်ရဲ့အမြင်အရဆိုအဲ့နှစ်ခုက main ပေါ့လေကျန်တာတွေကတော့ဟိုမရသွားလဲအရင်ကြီးတော့လေကျွန်တော်တို့က one တော့မနေဘူးပေါ့လေ ကျွန်တော်တို့အဲဆိုတော့နောက်ထပ်နေတယ်ဆိုလဲကျွန်တော်တို့ရှေ့ရာသီအရဆိုရင်အာစနယ်သင်းဟာတော်တော်လေးလဲကျွန်တော်ချန်ပီယံလိနဲ့ပတ်သက်ရင်အနည်းဆက်ဆုံးအနေထားတိရောက်ခဲ့တယ်ကျွန်တော်နာမည်ကြီး Real Madrid ကိုဆိုရင်နှစ်ကြော်လုံးကိုကျွန်တော်အနိုင်ရလက်နဲ့ဒါကျွန်တော်တို့ဖြတ်ကျော်ခဲ့တယ်ဆိုတော့ဒါ PSG ကိုကျွန်တော်တို့ semi-final မှာဒါရလက်အရသာကျွန်တော်တို့ဒါလက်ပြနှုတ်ဆက်ခဲ့ရတာဆိုတော့ဒီရသီမှာရောကျွန်တော်တို့ဒါအာစနယ်အတွက်က priority ကခုနကချန်ပီယံတို့ပဲဒါ Champion League ကလည်း priority အနေနဲ့ရှိနေမှာပဲဆိုတော့ဒီရသီအာစနယ်သင်းအတွက်ဘယ်သင်းကကျွန်တော်တို့ဟို Champion League မှာ ဟိုအဆောင်ကြည့်ရဆုံးအသိမ်းဖြစ်မလဲပေါ့နော်ပြိုင်ပတ်နေနဲ့ချန်ပီယံလိကကြတော့ဗျာသူကဟိုဟာနဲ့လက်နဲ့လဲဆိုင်နေဥမာကိုကခြေစွမ်းကောင်းနေရင်တော့မာသလားကိုနဲ့ကံမဲ့ပြိုင်ပတ်တွေနဲ့တွေ့တဲ့အချိန်မှာကိုယ်သမားတွေကစားမားတွေဘလောက် injury ဖြစ်နေလဲဆိုတဲ့အချက်နောက်တစ်ခုကဥရောပမှာဆိုဗျာ PSG ကတော်တော်ကိုကောင်းနေနောက်ဘာစီလိုနာဆိုတာလဲချန်ပီယံတွေကို၅ချိန်တော့ရဖို့တာဗျာသူတို့လဲအောင်မြင်တဲ့အသင်းဘိုင်မြူးနစ်ဆိုရင်အခု Bundesliga မှာရာလုံးပြည့်နိုင်ပွဲဆက်နေတဲ့ဥရောပတစ်ခုလုံးမှာ နောက် Real Madrid ဆိုတာက Champion League မှာအမြဲတမ်းထည့်သွင်းစဉ်းစားရတဲ့အသင်သူတို့ကအောင်မြင်ဆုံးအသင်များသူတို့ကဒီနေ့မကောင်းလဲနောက်ရသည်မှာထပြီးပိုဆွဲတဲ့အသင်နောက်အဲ့နေရာမှာကျွန်တော်ခုနပြောဆို Liverpool တို့ပါလို့အစင်လာအမြဲရှိတယ် Liverpool ကလည်းဥရောပရဲ့ခေါင်းအသင်များဒါ Liverpool ကနောက်တစ်ချက်ကဒီ Chelsea Chelsea ဆိုရင် Champion League နဲ့ပတ်သက်လို့လက်အမြဲရှိတယ်ဗျာသူတို့တက်လာရင်သူတို့ခက်ခဲတဲ့လမ်းကြောင်းတွေကနေဒါ အကြောင်းအကျောင်းကြောင့်ပြိုင်ဘက်တွေမရှိတော့တဲ့အချိန်မှာသူတို့တွေကကံကြမ္မာကောင်းနေရောဒီ competition ကသူတို့တွေကအမြဲတမ်း lag ရှိတယ်။ဥမာ Chelsea ဆိုကျွန်တော်အမြဲသုံးသက်တယ်။မှတ်ပေး champion ပြန်ဖြစ်ဖို့ထက်စာရင် Chelsea က champion league မှာပိုပြီးချမ်းရှိတယ်။အဲ့လိုမျိုးပေါ့လေ။ဆိုတော့ကျွန်တော်တို့ကပြိုင်ဘက်တွေအားလုံးကျွန်တော်တို့ကစင်းနဲ့ထည့်ထုတ်ထည့်ရမယ်။ဒါပေမဲ့ကျွန်တော်တို့ major scary ဖြစ်နိုင်တာကဥမာကျွန်တော်တို့ပေးရနေကအောက်ပလေးကစားခံရတယ်ပထမကြောကစားခံရတယ်ဥမာ Paris Saint Germain လို့အသင်းမျိုး Real Madrid ကြတော့ကျွန်တော်တို့ကစိတ်ပိုင်းဆိုင်ရာအရာပြားဘလောက်ကောင်းတဲ့အသင်းဖြစ်ဖြစ်ကျွန်တော်တို့နဲ့ကြတော့သူကကျွန်တော်အရင် ဆိုရလက်ပိုင်းကအမြဲတမ်းအသာစီးရတာတော့စိတ်ပိုင်းဆိုင်ရာအရာဘယ်လိုပြောမလဲမတွေ့ကိုဆိုကျွန်တော်တို့ကကစားလို့ရတယ်လို့ခံစားလို့ရတယ်ဗျာဥပမာဟိုကျွန်တော်တို့ရှုံးနေရှုံးတာရှိတဲ့အသင်းတွေအများစုတွေမှာဘိုင်ယန်မြူနစ်တို့ဘာဆိုနာတို့ဆိုစိတ်ပိုင်းဆိုင်ရာကျွန်တော်တို့ကတပန်းရှုံးတယ်သူတို့နဲ့တွေ့ရင်ကျွန်တော်တို့ကရှုံးနေတဲ့ခံစားချက်မျိုးဆိုဒီလိုအခြေအနေမှာဥရောပရဲ့ခေါင်းသင်းတွေထဲမှာကျွန်တော်ရယ်မက်ဒရစ်တို့ဘာဆိုနာတို့ PSG တို့နောက်တော့ Manchester City ဆိုလည်း Champion ဟောင်းမယ်ဒါဒီလိုအသင်းတွေကတော့ရှိသေးတယ်အဲ့တော့ Champion League မှာ favorite ဖြစ်ရှိတဲ့ Paris Saint-Germain ကတော့အဓိက main ပြိုင်ဘက်ဖြစ်နိုင်တယ်ဒါပေမဲ့ Madrid တို့ ဘာစလိုနာတို့ဘိုင်မြူနစ်အဆိုးရှင်ဘိုင်မြူနစ်ဆိုကျွန်တော်တို့ခက်ခက်ခဲခဲကစားရတယ်ကျွန်တော်နိုင်ဖို့လေခတ်တယ်ဗျအဲ့လိုအသင်းတွေဆိုကျွန်တော်တို့အတွက်ခက်ကိုခတ်တာအဲအဲ့လိုအသင်းတွေဘာစလိုနာကြတော့အခု high line ကစားတဲ့ system ကမေးပြီးကျွန်တော်တို့အတွက် chance ရှိကောင်ရှိနိုင်တယ်ဒါပေမဲ့ကျွန်တော်ပြောလို့ဗောလေအခုဥရောပရဲ့ top top team တွေအားလုံးဟာ favorite အထဲမှာသူကပြိုင်ပွဲတစ်ခုလုံးမှာကိုယ်နဲ့ဘယ်သူနဲ့ဘယ်သူနဲ့ကြာမလဲဆိုတဲ့အချက်ပေါ်လဲ multi တွေ့တဲ့အကြောင်း ဟိုအသင်းကြီး၅သင်းပေါ့လေကျွန်တော်တို့အခု second favorite ဖြစ်နေသည့်တိုင်အောင်ဒီသင်းတွေကအများနဲ့ respect ထားရမယ်သူတို့ကအချိန်ချင်းအောင်မြင်မှုထားတဲ့အသင်းတွေလေအဲ့အတွက်ကြောင့်ကျွန်တော်တို့ကကိုယ့်ရဲ့အဓိကပြိုင်ဘက်ဆိုတာထက်ကိုယ့်ပြိုင်ဘက်ကောင်းနေအသင်းတွေနဲ့ကိုရေးရှိချီရတူကန်နိုင်မှုတို့တူတူကစားနိုင်မယ်ဆိုတဲ့ယုံကြည်မှုအဓိကကျွန်တော်တို့မှာတောင်းတင်းတဲ့ခံစစ်ပိုင်းပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်အသင်းတိုင်းကကျွန်တော်တို့ရဲ့ရဲ့ပြိုင်ဘက်ပဲဒါပေမဲ့ကျွန်တော်တို့ဟာယုံကြည်မှုတော်တော်လေးတိဆောက်နိုင်တဲ့အတွက်ကြောင့်ဒီအသင်းတွေကိုစိန်ခေါ်နိုင်တဲ့အဆင့်တန်းချီရတူရှင်နိုင်တဲ့အဆင့်တန်းရှိပြီလို့တော့ကျွန်တော်ကအဲ့လိုမျိုးပို့ပြောခြင်းတယ် အဲ့ဆိုတော့ကျွန်တော်တို့ဒါကုထမ်းကိုလည်းမေးတိုင်းလဲဟိုဖြစ်နေပြီဆိုတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်အဓိကတော့ဒါအာဆနယ်အသင်းနဲ့လဲအာဆနယ်ပိတ်သက်ညီကိုမေးချင်နေတဲ့မေးခွန်းတွေကိုဒါကျွန်တော်တို့ကိုကြီးကိုမေးပြီးသွားပြီဆိုတော့ကျွန်တော်အနေနဲ့အဓိကပေါ့နော်အဓိကဟို YouTube ခုမှစလုပ်တဲ့ဒါနောက်ကကျွန်တော်ကိုချမ်းတို့အားကြတယ်ကျွန်တော်တို့လိုပြိတ္တမျိုးတွေရှိတယ်အဲ့လိုမျိုးဆိုတော့ကိုချမ်းနေနဲ့အများအားပြောတဲ့စကားပေါ့နော်ညီရောက်စီတီရောက်တဲ့အချိန်မှာလဲကျွန်တော်ဆိုကိုချမ်းနေကဒါအင်္ဂါနေတဲ့တောက်လျှောက်တွေ့နေရတာဆိုတော့အကိုပြောတဲ့စကားလေးဆိုလဲကျွန်တော်အများအားမှတ်သားတယ်ဆိုတော့အဓိကကိုဒီလုပ်ကိုစားခဲ့တာက အမှန်တမ်းပြောရင်ဝါသနာပါလို့စခဲ့တာဗျာအဓိကပတ်စံတွေပါတယ်နောက်မှအဲ့ဒါတွေကဟိုပါဖြစ်တာဆိုတော့အဓိကဝါသနာပါလို့စနေတဲ့အခုဒါဝါသနာပါလို့စလုပ်နေတဲ့အခုမှစနေတဲ့ channel တွေရောအခု channel တွေနဲ့ဒါဘလို့ဒါနီးလန်းတွေပေးခြင်းလဲပေါ့နော်အဓိကဝါသနာပါလို့စကြတဲ့ channel တွေဆိုတော့အဓိကကျွန်တော်တို့ပြောလို့ပါလေကိုမအလုတ်ကန်ရှိပြီဖြစ်စေမရှိဖြစ်ဥမာကိုကအလုတ်တစ်ခုလုပ်တယ်ဗျာဥမာဝန်ထမ်းလုပ်ပဲဖြစ်ဖြစ်ဒါ staff ပဲဖြစ်ဖြစ်ဘယ်နိုင်ငံဘယ် position မှာဘလို့လုပ်ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ YouTube ကဒုတိယအလုတ်ပါဗျာပတ်တိုင်းအနေနဲ့ကျွန်တော်တို့ကစဉ်းစားရမယ်စဉ်းစားတဲ့အခါမှာ ဟိုကိုကတော့ full time နေနဲ့လုပ်ဖို့ဆိုရင်ကျွန်တော်အမြဲတမ်းတန်းပြီးတော့ကျွန်တော်အားမပေးဘူး။ဒါဆိုကိုကနေ့စဉ် daily life မှာကိုယ်ဒီကုန်ကြစည်တွေသုံးစည်တွေမိဘကို support လုပ်ရတာရှိတယ် family ကို support လုပ်ရတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ပင်မအလုပ်ကိုတော့ကိုကလုပ်နေရင်တန်းလန်းနဲ့ YouTube channel လေးကနေ step by step သွားမှာကျွန်တော်တို့တခါတည်းဒါကြီးကိုတန်းလုပ်ပြီးတန်းအောင်မြင်ဖို့ဆိုတာမဖြစ်နိုင်ဘူးဗျာ။အချိန်ပေးရတယ်၄၅၆နှစ်ကိုဒါနေ့စဉ် yes set ဒါ consistent ရှိပြီးတော့ဒါပုံမှန်လေးဥမာထားပါတော့တနေ့ကိုကျွန်တော်ဗီဒီယိုတစ်ပုတ်တင်မယ်။ကျွန်တော်ပြောချင်တာဘောလုံးရေလုံးမဟုတ်ဘူး။ အစားတောက်ပဲဖြစ်ဖြစ်ခီးသွားတာပဲဖြစ်ဖြစ်နောက် medical နဲ့ပတ်သက်တာပဲဖြစ်ဖြစ်နောက်ကြိုက်တဲ့ option ပြကြိုက်တဲ့ category တွေကြိုက်တဲ့ contact ကိုဖန်တီးလို့ရတယ်ဒါပေမဲ့ဖန်တီးတဲ့သူတိုင်းဟာဇွဲရှိဖို့ပြီးတော့ဒီချိန်ဒီချိန်မှာကျွန်တော်ဗီဒီယိုတက်နေပါတယ်ဆိုတော့ဒါအသည့်ကိုကိုယ်လာကြည့်နေတဲ့ channel ရသူတွေသိနေဖို့ပဲဆိုတော့ကျွန်တော်ပြောချင်တာဗျာဥမာ အကြောင်းအကြောင်းကိုဗီဒီယိုတစ်ပုဒ်ပေါက်သွားတယ်ပေါက်သွားပြင်မဲ့နောက်လူတွေကဒီလူ channel ကိုပြန်လာတဲ့အခါမှာအဲ့ဗီဒီယိုတစ်ပုဒ်ကလည်းနောက်ဗီဒီယိုတစ်ပုဒ်မရှိဘာမှမထူးနောက်တစ်ခုကကျွန်တော်တို့ကဟို ကိုပိုင် content creator ကိုပို့သဘောကြတယ်ဗျာကိုရဲ့အုံကျူပေါ့လေလူများတွေရှိတာ copy ကူးတာကိုကျွန်တော်အသောက်အပြစ်မပြောဘူးဒါပေမဲ့ပြောချင်တာပြောဒါကတော့ partner မှုရဲ့သူ့ရဲ့ဤပညာကျွယ်ဝမှုနဲ့စိုင်းတာကျွန်တော်လက်ခံတယ်ဒါပေမဲ့ကိုပိုင် content creator အပိုင်းမှာကျတော့တိတ်အာရုံမနှောက်ဘူးဗျာပြီးတော့နောက်တစ်ခုက editing လုပ်တဲ့အပိုင်းမှာလူတော်များများက editing ကို perfect editing မလုပ်နိုင်တဲ့အတွက်ကြောင့်သူ့ရဲ့ video တခုတင်ဖို့မှာတော်တော်များများတွေးဝင်တယ်ဗျာဟာဟိုလူလုတ်ထားတာအရန်ကောင်းတာကိုငါတို့မလုပ်နိုင်ငါတို့ရှက်စရာကြီးမဟုတ်ဘူး ျွန်တော်စားလို့တဲ့ချိန်မှာလဲဘာအတစ်မှပါတာမဟုတ်ဘူးဒီတိုင်းပဲခြားတာနောက်ဆုံးပြလက်ကင်နေတာအစပေါ်တဲ့အခြေအနေကနေဆိုကျွန်တော်ပြောချင်တာက editing လုပ်ဖို့လဲမလိုအပ်ဘူးလုပ်နေရင်းနဲ့ step by step ကျွမ်းသွားတဲ့အချိန်မှာ edit လုပ်တဲ့အပိုင်းလေးတွေ create လုပ်မယ်တိုးတက်အောင် improvement လုပ်မယ်နောက်တခြားတခြားသောပိုင်းမှာနောက်တစ်ခုက YouTube လုပ်တဲ့သူတိုင်းဟာ ဒါကြီးကကျွန်တော်တို့ပတ်စံပေးတယ်ဆိုတာထက်ကိုယ့်ရဲ့ passion ဖြစ်တဲ့ဝါသနာပါတဲ့ဟာကိုရွေးချယ်ဖို့အဲ့ဆိုရင်ကျွန်တော်တို့မပင်ပန်းဘူးဗျာအစားတော့စားတဲ့လူကလည်းအစားတော့ပိုင်းအချက်ပြုတ်သမားကလည်းအချက်ပြုတ်ပိုင်းမှာ तू က passion ဖြစ်ရင်အဲ့ပိုင်းကိုလုပ်ရင်သူ့တွက်ကပင်ပန်းတယ်လို့ခံစားမှုမရှိဘူးအဲ့ဒါဆိုရင်အလုပ်ကခီးအဝေးရောက်တယ်ဆိုတော့ကျွန်တော်တို့ကမလျှော့သောစွဲနဲ့ consistent ဖြစ်ပြီးတော့နေ့စဉ်ရက်ဆိုင်တစ်နေ့ကိုတစ်ပုတ်ဖြစ်ဖြစ်နှစ်ပုတ်ဖြစ်ဖြစ်တစ်ပတ်ကိုသုံးပုတ်ဖြစ်ဖြစ်လေးပုတ်ဖြစ်ဖြစ်ပုံမှန်တင်ပြီးတော့ဖြည်းဖြည်းဖြည်းလှုပ်သွားရင်ကျွန်တော်တို့၃-၅နှစ်အတွင်းမှာကျွန်တော်ပြောရရှင်းရှင်းလေး 5နှစ်6နှစ်ကိုကအချိန်မှန် discipline ကောင်းကောင်းနဲ့လုပ်ရင်တပွားလုံးစာအတွက်လမ်းကြောင်းမရောက်သွားပြီဆိုတော့အဲ့5နှစ်ကိုကိုရှင်းလိုက်အသက်20သမားတယောက်အသက်3အစိတ်မှာလမ်းကြောင်းမရောက်လာမယ်အစိတ်သမားက30ရောက်မယ်30သမားက35ရောက်ကျွန်တော်ပြောချင်ဘယ်အသက်ရွယ်ပဲဖြစ်အကုန်လုံးကမနှောက်ကြဘူး55လား50လားကိုပိုင်ရပိုင်ရပဲတရားတရားဓမ္မတွေကိုတင်နေတဲ့သူတွေလည်းတရားဓမ္မတွေဗီဒီယိုတွေနဲ့တော်သူ subscriber တွေရပြီရတာဆို အနေအထားမှာ opportunity ရှိတယ်ဒါကြောင့်စဉ်ဆက်မပြတ်လုပ်ဖို့နဲ့ discipline အပြည့်ရှိဖို့နောက်တစ်ခုကလုပ်တဲ့သူတွေအားတစ်လနှစ်လသုံးလလောက်လုပ်ပြီးစိတ်လျှော့သွားတာဗျာဝင်ဝင်မရှိဘူးဆိုတဲ့အချက်အဲ့ကြောင့်ကျွန်တော်ခုနပြောတယ်ဝင်ဝင်မရှိဘူးဆိုတဲ့အချက်ကကိုလက်ရှိလုပ်နေတဲ့အလုပ်တစ်ခုတွဲလုပ်ဖို့ပြောတာပြီးတော့ကင်မရာအကောင်းစားတွေ setting ကောင်းစားတွေမလိုဘူးကျွန်တော်ကဘာပတ်ပြီးတော့ရှောက်သွားပြီးဘလုံးမကြည့်ရင်တော့ကင်မရာတစ်လုံးပဲပါတယ်ခါလီလိုအပ်မှ bluetooth mic လေးရဲ့အတန်တန်လေးကဒီလောက်ပဲထည့်တာဗျာဆိုတော့အဲ့ဒါတွေကလည်း accessory ကကိုတက်နိုင်တက်နိုင်တဲ့အချိန်မှာထည့် ်မလိုလားပဲနဲ့ဓာကြီးတွေပါမဆိုတာမလိုအပ်ဘူးဒါကတော့ကျွန်တော်အကြံဉာဏ်ပေးချင်တာအမြင်အဓိကတော့ consistent ဖြစ်ဖို့ရယ်ဇွဲရှိဖို့နဲ့ကိုယ့်အလုပ်ဘုံကိုချစ်ဖို့အဲ့ဒါဆိုရင်အဲ့လမ်းကြောင်းကနှစ်နှစ်သုံးနှစ်လင်းတစ်အတွင်းမှာအောင်မြင်တဲ့၅နှစ်၆နှစ်အတွင်းမှာထိတ်တန်းအဆင့်ကိုရောက်လာပြီးတော့ကိုယ်လှုပ်ချင်တာတွေအကုန်လုံးကိုကိုယ့်ရဲ့အိမ်မက်တွေကိုအကုန်ကောင်းထဲပေါ်ဖြစ်လာလိမ့်မယ်ဒါကတော့ကျွန်တော်ရဲ့အတွေ့အကြုံနဲ့ကျွန်တော်ဖြတ်သန်းလာတဲ့အခြေအနေပေါ်မူတည်ပြီးပြောပြတာပေါ့လေဟုတ်ဆိုတော့ဒါကျွန်တော်တို့ကိုကြီးကိုလည်းမေးချင်တာကြီးလည်းအများကြီးမေးပြီးသွားပြီးအခုလည်းကျွန်တော်တို့သိချင်တာကြီးလည်းအကုန်ဖြေပေးရတဲ့အတွက်ဒါ ကိုကိုလည်းဒီနေရာနေကျေးဇူးတင်တယ်ကျွန်တော်တို့အခုဒါကိုချမ်းကဒါဘောကပ်ကြရင်လဲလာအောင်ပါဆိုတော့ဒီ US ကိုရဲ့ဒီပထမအဆုံးဒီဟိုဒါဘောကပ်မတိုင်ခင်လာကြည့်ရဆိုတော့ UK နဲ့ US ရဲ့ဘာကြီးကွာခြားလဲပေါ့ဟိုရာသီဥတုပါညာအခုတော့တူတူပဲပေါ့လေဟုတ်ဒါဒီ UK ကြတော့ဆိုမှ building တွေပါလေအကြီးကြီးတွေမရှိဘူးလေအမေရိကန်မှာကြတော့ building အကြီးကြီးရှိတယ်ဒါပေမဲ့ UK မှာကျတော့ဥမာကားတွေပိုင်စီးကျွန်တော်တက်ဆီတစ်ပိုင်စီးလို့ရှိရင်ဒီကလူတွေနည်းနည်း rush ဖြစ်တာဗောလေ Hyundai တာတို့ဘာတို့ကအဆပါဗောလေဒါသူတို့ရဲ့ culture လဲပါမှာဗောလေသူတို့အရန်စီးတဲ့မျိုးတစ်မျိုးရဲ့ ာဘယ်လိုပြောမလဲကာချာဖြစ်တဲ့ကြောင်းသူ့နေရာနဲ့သူကတော့ကာချာတော့ different ပဲဒါပေမဲ့ဘာပဲဖြစ်ဖြစ်နေရာတိုင်းမှာတော့သူ့အောင်သူတော့တိုးတက်မှုတွေအပားရတယ်ကျွန်တော်ဒီမှာဆိုဘေးဒင်အကြီးတွေမမြင်ဘူးတဲ့ကြောင်းဘေးဒင်ကြီးတွေချီပြီးသဘောကျလို့ဥရောပကိုလာတဲ့ခါမှာလဲဒါလန်ဒန်ဆိုရင်ပဲဖြစ်ဖြစ်တိုက်အပူလေးတွေအိမ်နှစ်ထပ်လေးတွေကိုသဘောကျသလိုပေါ့လေတယောက်နဲ့တယောက်တော့မတူဒါပေမဲ့ဟိုဈေးကြီးတဲ့အပိုင်းတွေ ကုန်ကြစီပိုင်းเนี่ยအရင်မကွာပါဘူးလန်ဒန်လဲဈေးကြီးတဲ့မြို့တွေမှာပါလို့ US လဲဈေးကြီးမြို့တွေမှာပါတယ်အဲ့ပိုင်းကတူတူပဲနောက် friendly ဖြစ်တာတွေပိုင်းလည်းအကုန်ပဲပေါ့လေဒါပေမဲ့ဒီမှာကျတော့ tourist attraction ရှိတဲ့နေရာမှာဟို second နေပိုင်းကတော်တော်လေးများတာပေါ့လေများတယ်ဆိုတော့မဟုတ်ဘူးသူတို့ကတော့ service မပေးဘူးမပေးတယ်ဒါပေမဲ့အဲ့ service ကိုသူတို့ကနည်းနည်းပို့ပြီး extra ပို့ charge လုပ်တာပေါ့လေ third party တွေကနည်းနည်းပို့ပြီးယူတယ်ဒီပိုင်းတွေကိုနည်းနည်းပါနေဖို့ဒီလောက်ပါပဲကျွန်တော်တွေကတော့အကုန်လုံးကတိတ်မကွာချဘူးကျွန်တော်တို့ကတော့နှစ်ခုလုံးတော့တူတူပဲဒါပေမဲ့ကျွန်တော်ဘောလုံးပွဲရှိတဲ့ ဒါအင်္ဂလန်ကတော့ကျွန်တော်တို့ပရီးမီယာလိရှိတော့ပို့သဘောကြတာပေါ့လေဒါပေမဲ့အမေရိကန်မှာနေတဲ့ American Dream သမားတွေတို့လည်းအဆင်ပြေတယ်ဒါဒါလန်ဒန်မှာနေခြင်းနဲ့ဥရောပနေခြင်းတို့တို့လည်းအကုန်ထူတယ်ကျွန်တော်ကတော့တိတ်ပြီးထူးထူးခြားခြားကြီး different လို့မထင်ဘူးဗျဟုတ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒါကို channel ဒီကိုလာလဲပေးလို့လည်းကျေးဇူးတင်ပါတယ်ကျွန်တော်ကျွန်တော်တို့ဘာမှမဟုတ်တဲ့ဒါကျွန်တော်တို့ဒါလက်တွဲခေါ်ပေးတဲ့အတွက်လည်းကိုချမ်းအောင်ဒီနေရာနေအများကြီးကျေးဇူးတင်တယ်ကျွန်တော်တည်ကျင်နိုင်လည်းဖြေပေးတဲ့အတွက်လည်းကိုချမ်းအောင်ဒီနေရာနေကျေးဇူးအများကြီးတင်တယ်ဆိုတော့ကြီးစုအားပေးကြတဲ့ဒါ The Football Enthusiast ကပရိသတ်တွေရောဒါဒါကိုချမ်းရဲ့ UK Match Day ကပရိသတ်တွေအားလုံးလည်းဒါကျေးဇူးအများကြီးတင်ပါတယ်လို့ပြောရင်းနဲ့ပဲဒီနေရာနေကိုချမ်းနှုတ်ဆက်ပေးပါအောင်အားလုံးကျေးဇူးတင်ပါတယ်ဆိုဒီညီလေးရဲ့ Channel ကိုလည်းဆက်ပြီးအားပေးကြပါ Subscribe လုပ်ပေးကြပါနော်ကျွန်တော်တို့2026ကမ္ဘာဖလားပြိုင်ပွဲကြရင်ပြန်လည်ဆုံတွေ့အောင်ဗျအားလုံးကျေးဇူးတင်ပါတယ်